မင်္ဂလာပါမြန်မာမှာလေကြောင်းတိုက်ခိုက်ခံရပြီးနောက်အရက်သား20သေဆုံးပြီးမင်းအွန်လိုင်းကိုပင့်ဖိတ်ပြီးလက်ဆွဲနှုတ်ဆက်ခဲ့တဲ့ထိုင်းဆိုရကိုလွတ်တော်အမတ်တွေကဘယ်လိုတုံ့ပြန်လဲစတဲ့နောက်ဆုံးရသတင်းကိုတင်ပြပေးသွားပါမယ်တပိတ်ချင်းကိုစစ်ကောင်စီကနေရစတိုက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အကြောင်းကလေးငယ်များအပါအဝင်အရက်သား26ဦးသေဆုံးခဲ့ရတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့မှာဆိုမန္တလေးတိုင်းတပိတ်ချင်းမြို့နယ် လက်ကြကြေးရွာလေကြောင်းတိုက်ခိုက်ခံရလို့အယတ်သား73ဦးသေဆုံးခဲ့ရပြီး လူသုံးဦးမှာ ထိခိုက်မှုများရရှိသွားတယ်လို့သိရပါဗျ။နောက်နေ့ဖြစ်တဲ့ဧပြီလ16ရက်နေ့မှာလဲစစ်ကောင်စီတပ်ကတပိတ်ချင်းကိုထမှန်ဘုံလာကျင်းနေပြန်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုပေါင်300ကနေ900ထိရှိတဲ့ဘုံအရွယ်စားနဲ့ကျေးရွာတွင်းကိုကျဲချခဲ့လို့ကလေးငယ်များအပါအဝင်အယတ်သားထပ်မံ73ဦးတေဆုံးခဲ့ရပြီး နှစ်ရက်အတွင်းမှာစစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရသာပြည်သူ26ဦးသေဆုံးခဲ့ရပါတယ်။စစ်ကောင်စီလက်တပ်ကရေထွက်ရွာကိုဘုံလာကျဲတဲ့နေ့မှာဒေသခံအမျိုးသမီးများနဲ့ကလေးငယ်90ဦးနေပါဘုံနံကိုပြင်းပြင်းထန်ထန်ခံစားရတဲ့ပြင်အသက်2နှစ်အရွယ်ကလေးငယ်3နှစ်အရွယ်ကလေးငယ်အပါဝင်လူ73ဦးသေဆုံးခဲ့ရပြီး20ကျော်မှပြင်းထန်တဲ့ထိခိုက်မှုတွေရရှိခဲ့ကြတဲ့ပြင် လူနေ20ကျော်မှတစက်စီဂျေမွတ်ပစ္စည်းသွားခဲ့ရတယ်လို့တတိယမြစ်ကပြောပါရယ် စစ်ကောင်စီကယခုလိုအရတမ်းများနေထိုင်တဲ့ဒေသတွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအကြောင်းမဲ့တိုက်ခိုက်ခဲ့လို့တလအတွင်းမှာစစ်ကောင်ဆောင်မင်းအွန်လိုင်းကိုနှကြိမ်ဖိတ်ပြီးသွေးစွန်းလက်တွေကိုလက်ဆွဲနှုတ်ဆက်ခဲ့တဲ့ထိုင်းစိုးရကို အတိုက်ခံပါတီတွေရဲ့တုတ်ပြန်မှုကိုခံရပြန်ပါတယ်အတိုက်ခံပါတီဝင်တဦးဖြစ်တဲ့ခွန်ကန်နဝီစင်စဲကတပိတ်ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီးလူသေးဆုံးမှုဓာတ်ပုံတွေတကွာအစိုးရကိုယခုလိုမေးခွန်းထုတ်ခဲ့ပါတယ် ခုဖော်ပြထားတာဟာအကြက်ဖက်ပုံများဖြစ်ပါတယ်။ကလေးငယ်ပုံတွေလည်းပါတယ်။အချို့ဆို ကိုရင်ကအစိတ်ပိုင်းမှမရှိတော့ပါဘူး။ဘယ်မှာလဲခင်များတို့ပြောတဲ့အပြစ်ရမယ်ဆိုတာဘယ်မှာလဲခင်များတို့ပြောမဲ့ဘုံကျဲတာရမယ်ဆိုတာမင်းအောင်လိုက်ကအပြစ်ရမယ်ဘုံကျဲတာရမယ်တရားမြတ်တမှုရှိတဲ့ရွေးကောက်ပွဲကျင်းပမယ်လို့ယခုချိန်မှာဘယ်သူတွေပါပြောရေးသေးလဲအာဆီယံကအပြုတဘောဆောင်တဲ့စစ်ဆန်ညီနိုင်ရေးလုပ်ပြီးနောက်ရလတ်ကိုပဲကြည်လိုက်ပါတော့ ရာဇဝန်ကောင်ရဲ့မနစ်ကလောက်ရတဲ့ဒီကနေ့လောက်ရကိုပဲလေ့လာကြည့်လိုက်ပါမာမန်တိသွားပါလိမ့်မယ်မြမအရေးကိုဆေးဆက်ညီနိုင်ဖို့အတွက်သူ့ကိုပင်ဖိတ်ပြီးလက်ဆွဲနှုတ်ဆက်ခဲ့တဲ့အနေနဲ့ယခုလိုထပ်မံကျူးလွန်နေပြန်တာဟာဒီအတိုင်းနှုတ်ဆက်နေလို့မရတော့ပါဘူးထို့ကြောင့်ကိုကြိုးစိုးခဲ့တဲ့စစ်ကောင်းဆောင်ရဲ့လောက်ရကြောင့်ဆုံးရှုံးခဲ့ရတဲ့အသက်တွေတိုင်းမှာတာဝန်ရှိနေတယ်ဆိုတာညင်းလို့မရတော့ပါဘူးလို့စတဲ့မိခွန်းတွေကို လက်ရှိထိုင်းအစိုးရကိုသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာမေးခွန်းထုတ်ခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတော့ထိုင်းနိုင်ငံရဲ့လှုပ်ရှားမှုမှာဓမြကိုကိုချစ်စပီကာအနေနဲ့ရှင်းနေမှာပါတနည်းအားဖြင့်မှာအစုံအလုံးသိချင်တယ်ဆိုရင်ကျွန်တော် YouTube ကို Subscribe လုပ်ထားဖို့အကြံပြုရင်းနောက်တဲ့အစီအစဉ်လေးမှာပြန်လည်ဆုံပါမယ်တတား